အချိန်သည်ငွေလူတယောက်ဟာထုံးစံအတိုင်းပဲညနေမှအင်ကိုပြန်လာတဲ့ပင်မန်းနှွမ်းနေပြီးစိတ်ကဆက်နေတာပေါ့ငါးနှစ်အရွယ်သူ့သားငယ်လေးကအိမ်ဝင်ဘဝမှာသူ့အဖေပြန်အလာကိုစောင့်နေတာတွေ့တယ်။ဖေဖေကိုတခູ່လောက်မေးလို့ရမလားလို့ပြောတော့ရတယ်။ဘာလဲလို့အဲ့ဒီလူကပြန်ပြောတယ်။ဖေဖေအလုတ်သွားတဲ့အခါ တဏှာကြီးကိုပတ်စံဘလောက်ရတယ်လဲလို့တားလေးရမေးတယ်။မင်းလုံမဟုတ်ဘူး။ဘာလို့မေးတာလဲလို့အဲ့ဒီလူကဒေါသထွက်ပြီးပြန်ဖြေတယ်။သိချင်တာတက်တက်ပါဖြစ်ဖြစ်တဏှာကြီးကိုငွေဘလောက်ရတယ်လဲပြောပြပါတော့ဖြစ်ဖြစ်လို့ကလေးကတောင်းပန်တိုးရှိုးပြီးထက်ပြောတယ်။ဒီလောက်တောင်သိချင်ရင်ပြောမယ်။တဏှာကြီးကိုဒေါ်လာ20ရတယ်ပြောတော့ကလေးကအိုးလို့နှုတ်ကရွတ်ဆိုမိပြီးခေါင်းကလေး ငိုက်ကြသွားတယ်ဖဖေကျွန်တော်ကို10ဒေါ်လာလောက်ချိပေးပါလားလို့ကလေးကပြောပြန်တော့ဖအေဒေါသထွက်ပြီပေါ့ငါ့ကိုတဏှာကြီးပတ်စံဘလောက်ရတယ်လဲမေးတာမင်းကပတ်စံချိခြင်းလို့ဟုတ်လားပတ်စံချိပြီးရင်ပောက်တက်ကရအယုတ်တွေဝဲမယ်အတိတ်ပဲမရှိသုံးဖြုံးပြစ်မယ်သွားခန်းထဲသွားပြီးအေးစစအိတ်နေစမ်းလို့ဖအေကပြောတယ်ငါမှတနေကုန်တနေကန်းညှက်နဲ့အောင် အလုတ်ထဲဖင်ကျွတ်ဆွဲအောင်လုပ်နေရတာအိမ်ပြန်ရောက်တော့မင်းကတကောအောင်ဆံပြီးပဆက်လာတောင်းနေခလေးကလားတွေလှုပ်ဖို့အချိန်မရှိဘူးသွားအိတ်ချီဟောက်လွတ်လိုက်တယ်ตาလေးကတိတ်တိတ်စိတ်စိတ်ပဲသူ့ရဲ့ခန်းထဲဝင်သွားပြီးတကားကိုပိတ်လိုက်တယ်ဖအေကလည်းဆိုဖာမှာထိုင်းပြီးသူ့သားကပဆက်အကြောင်းမေးတာတွေပြန်စစ်စားမေးပြီးဒေါပွနေတယ်ဖအေကတနာ ਈ လောက် တော်တွေးတောင်တွေးတွေးနေပြီးဒေါသစိတ်လည်းပြေလျော့လာတယ်။တားလေးအပေါ်မှာမာရီကြောရီဆက်ဆံလိုက်မိတယ်လို့တွေးမိလိုက်တယ်။ဒီကလေးကပတ်စံတောင်းဖို့တောင်းစာမရှိပါဘူး။တကယ်ဝယ်ချင်တာရှိလို့နေမှာပါ။ဒါကို तू မမေးလိုက်မိဘူးဆိုပြီးကလေးရဲ့အိတ်ခမ်းဝါကိုရှောက်သွားကတကားကိုဖွင့်တယ်။မင်းအိတ်နေပြီလား။မေးတယ်။မအိတ်သေးပါဘူးဖေဖေလို့တားကလေးပြန်ဖြေတယ်။ခုနကပြောတာဆိုတာ နည်းနည်းကြမ်းသွားတယ်ကွာတနေ့ကအလုတ်ပင်ပန်းပြီးစိတ်တိုးနေတာမင်းကဒေါသထွက်ပေါက်ဖြစ်သွားတယ်မင်းလိုချင်တဲ့100ဒေါ်လာဒီမှာယူလိုက်ဆိုတော့ကလေးကထိုင်နေရာကချက်ချင်းမတ်တက်ထရရင်မျက်နာပေါ်မှာအပြုံးတွေဝင့်လက်သွားတယ်ကျေးဇူးတင်လိုက်တာဖေဖေရလို့လေဟစ်អော်တယ်ပြီးတော့သူ့ခေါင်းအောက်ကိုလက်နိုင်ပြီးဆွဲထုတ်လိုက်တော့တွန့်လိတ်ကြေးမွနေတဲ့ ငွေဆက်ကူအချို့ထွက်လာတယ်။ခြံတိတ်မှာငွေဆက်ကူတွေရှိနေတာတွေ့တော့အဲ့ဒီလူဒေါသထက်ထွက်လာပြန်တယ်။ตาလေးရတော့သူ့ပဆံလေးတွေကိုတရွက်ချင်းထက်ပြီးခက်ဖြည်းဖြည်းရေတွက်နေတာပေါ့။မိမပဆံလေးရှိရတာနဲ့ငါစီကဘာကြောင့်ထက်လို့ချင်းရတာလဲ။ဆိုပြီးဖအေကဒေါသနဲ့អော်ချလိုက်တယ်။ကျွန်တော်မှပဆံမလောင်းလို့ပါဖေဖေခုတော့ဖေဖေပေးလို့ကျွန်တော်မှာ ေါ်လာ20ရှိလာပါပြီ။ဒီဒေါ်လာ20နဲ့ဖေဖေအလုပ်ချိန်တွေထဲကတနအီလောက်တားကိုရောင်းပေးပါနော်ဖေဖေ။